အထီးကျန်နေတဲ့မင်းသမီးလေးစက်တင်ကျလို့နှလုံးသားတွေနဲ့ထင်းထုတ်ထားပြီးဂရီဘာမူသားတွေနဲ့ချုပ်လုပ်ထားတဲ့နိုင်ငံတစ်ခုမှာမင်းသမီးတစ်ပါးဟာမှားရွေးတဲ့တင်ကန်းစာတစ်ခုကိုရခဲ့ပါဗျ။အဲ့ဒါကတော့ချစ်ချင်းမြတ်တာတဲ့လက်ကုတ်တန်ကပိုကျဲလောင်နေဆိုတဲ့တင်ကန်းစာပါပဲ။ကို့အတွက်ဓမီနစ်လေးတောင်အချိန်မရတာကအကောင်းဆုံးမဟုတ်ဘူးလား။အစီအစဉ်တွေရှိနေရင်ကိုပိုင်ချင်းကဘာလို့လိုမှလဲ။သူမဒီစကားတွေကိုတကယ်ယုံရဲ့လားဆိုတာကျမတော့မပြောတတ်ဘူး။မင်းညားကလူကိုတွေ့လား။တနာချာကောင်းတဲ့လူလေး။ ကျမကိုတစ်ချက်ကြည့်ရုံနဲ့အိမ်မက်ထဲမှာကြပြရရင်းနေလောက်ပြီ။ဒါမှမဟုတ်သူထက်မပြောတော့ဘူးဆူတောင်းနေလောက်ပြီလို့ပြောပြီးအစီကံတွေကရေမောနေကြပါရဲ့။မင်းသမီးလေးဟာဆွဲဆောင်မှုနဲ့လှပမှုတွေကိုပေးဆွမ်းခဲ့ပေမဲ့မြတ်တာကိုတော့တခါမှမပေးခဲ့ပါဘူး။သူမဟာစစ်မှန်တဲ့ချက်ချင်းမြတ်တာအတွက်မဟုတ်ဘဲလက်ကုတ်တံတွေအတွက်ပဲရှင်သန်ခဲ့ပါတယ်။ Orange မင်းညကပွဲမှာမင်းတကယ်ကိုတော်ခဲ့တာပဲ။ဂျေဆုတင်ပါတယ်ဖေဖေ။ဖေဖေဝယ်ပေးတဲ့လှလပပဝတ်စုံကိုဝတ်ပြီးဖိတ်ထားတဲ့သူတွေနဲ့စကားပြောတာကချေချွတ်စရာပဲလေ သူမဘယ်တော့မှ နားမလည်ခဲ့တဲ့ကိစ္စတခုရှိခဲ့ပါတယ်။အဲ့ဒါကတော့လူတွေရဲ့အာယုံဆိုင်မှုနဲ့အတီးပြုတ်မှုတွေကို တိတ်တဆိတ်တောင်းတနေတာပါပဲ။ဒါပေမဲ့သူမရခဲ့တဲ့ချီးမွမ်းခြင်းတွေကိုလည်းဘယ်တော့မှမကြိုက်ခဲ့ပါဘူး။သူမကိုယ်တိုင်ကဒါတွေကိုတကယ်မရရှိခဲ့ဘူးလို့ခံစားရလိုပါပဲ။မင်းသမီးလေးအော်ရင်ကပျော်နေဟန်ရှိပေမဲ့လေသူမကပျော်ရွှင်မှုကိုငှားထားတဲ့တရပူတစ်ခုလိုဝေဆင်ခဲ့ပါတယ်။တောက်ပနေခဲ့ပေမဲ့သူမကိုယ်တိုင်ကတော့မဟုတ်ခဲ့ပါဘူး။ အော်ရင်ကဘယ်တော့မှအချစ်ကိုမခံစားခဲ့ရပါဘူး။ကောင်လေးတွေကသူမဘွားတွေကို ဝင်လာကြပြီးပြန်ထွက်သွားကြပါတယ်။ဘယ်သူမှသူမရဲ့လက်ဟာမှုကိုဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး။ကဲတင်ဖို့လိုအပ်နေတဲ့ကောင်လေးတွေသူမနားလေအောင်ကြိုးစားခဲ့တဲ့တိတ်ဆိတ်မှုတွေနဲ့စကားပြောတဲ့ကောင်လေးတွေသူမရဲ့လက်ဟာမှုတွေကိုမှန်လို့ပုံရိပ်ချင်ရပြီးမှော်စံနေလို့ခေါ်တဲ့ကောင်လေးတွေပေါ့။မင်းသမီးလေးအော်ရင်ကဒေလူတွေကိုသူမကြိုက်ရလားလို့ဘယ်တော့မှမစင်စားခဲ့ပါဘူး။ တို့မရဲ့အထီးကျန်မှုကအယံခံစားရခံနေလို့တို့မနဲ့အတူတူရှင်သန်နိုင်တဲ့ဘသူနဲ့မဆို အတူရှိဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်တို့မရဲ့ခေါင်းထဲမှာတော့ဒါဟာအမြဲတမ်းတို့မရဲ့အပြစ်လို့ပဲထင်ခဲ့ပါတယ်သူမကိုယ်တိုင်ကမှားရုံနဲ့ရွေးချယ်မှုတွေလုပ်ခဲ့သလားဆိုတာဘယ်တော့မှမစင်စားခဲ့ပါဘူး။ဘာလို့သူတို့အများရန်ထွက်သွားကြတာလဲ။ကျမရဲ့အချစ်ကအရန်လေးလံနေလို့များလား။ကျမတို့ထပ်ပြီးစိတ်တူကိုယ်လိုမဖြစ်ကြပြန်မှုထင်နေ။သူမကအများရန်မှားရုံနဲ့ရွေးချယ်မှုတွေလုပ်တယ်။ ပြီးရင်ငိုတယ်အဲ့ဒါကပဲသူမရဲ့အတီးကျန်မှုရဲ့အဓိကအကြောင်းရင်းပဲဂယုဆိုင်တဲ့သူတွေဝိုင်းရံထားပေးမယ်ဘသူမှသူမစီကိုဘယ်လိုရောက်အောင်သွားရမလဲဆိုတာတကယ်မသိခဲ့ပါဘူးအဲ့ဒီနောက်မှာတော့မင်းသားဂျီကောရောက်လာခဲ့ပါတယ်ချွန်ထက်တဲ့မေယိုမှန်ကန်တဲ့နီလန်နဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူပေါ့ကျမတို့ရဲ့မင်းသမီးလေးကတော့ဒါကိုလေးနဲ့တဲလို့ထင်နေခဲ့ပြန်ပါတယ်မင်္ဂလာပါမင်းသမီးလေးဟင်သူမဘာမှလဲ မင်းသမီးလေးကတော့မနေ့ကင်းမှာပဲမင်းသားခြေကောင်းတဲ့အတူရှင်နေခဲ့ပါတယ်။ဒါဆိုရှင်ကလေးနဲ့တဲ့သူလား။ဓမ္မမို့စိတ်ကံစားမှုတွေကိုဖော်ပြဖို့ခက်ခဲနေတဲ့သူလား။မင်းကငါတို့နှစ်ယောက်စလုံးတွေလုံလောက်အောင်စကားပြောနေတာပဲ။မှန်ပါတယ်လို့ပြောပြီးမင်းသမီးလေးကကြဲလောင်စွာရင်မောလိုက်ပါတယ်။ပြောပါဦးမင်းသမီး။မင်းဆိုင်ဆုံးကနန်းကဘာလဲ။အာကိုကနန်းမှာဒါဆိုငါရဲ့နောက်တစ်ချိန်မျိုးပြင်ခီးစဉ်ကိုကိုရဲ့နေ့မှာစီစဉ်မယ်။အိုးသူကအရင်ကိုစဉ်းစားပေးတတ်တာပဲ။ မင်းသမီးလေးစီကနေဝဝေးနေဖို့မင်းသမီးလေးဆိုင်ဆုံးနံပါတ်ကိုရေးချက်ပေးသွားတာပဲ။ तू ကရိုင်းနေ။အော်နင်းတို့အရန်တွေးနေတာပဲ။မင်းသမီးတယောက်နေနဲ့အတန်ကြကြရင်မောတာကိုမလုပ်တင်ဘူး။ဒါပေမဲ့ငါလုပ်ခဲ့တယ်။ तू ကငါ့ကိုဘာမှပြောမသွားဘူး။သူ့ကိုအပြစ်တင်နေတာတွေရက်လိုက်တော့ तू ကငါ့ရဲ့ထိုးစမ်းမှုတွေကိုတီးခံပေးတယ်။သူ့ကိုညင်းပယ်ငါကအယူပဲ။ तू မကိုတီးခံနေတယ်လား။ Orange ကတော့ဘာမှမရှိတာကိုကြပြတပုတ်လို့ဖန်နေခဲ့ပါတယ်။ ။စော်ကားမူတိုင်းကိုလည်းအာယုံဆိုင်တယ်လို့ခန်းစားနေပါတော့တယ်။အဲ့ဒီနောက်မှာတော့တောင်မိုင်းရဲ့ထူးခြားပြောင်မြောက်တဲ့မင်းသားခြေကော်ကိုခုံပြုတ်ပြီးကျင်ပါပေးတဲ့ညနေဖုံးပါတီပွဲရဲ့အညာကို ရောက်လာခဲ့ပါတယ်။ဒါကမင်းသားကိုတကယ်ကိုဆက်ဆောင်နိုင်လိမ့်မယ်လို့မထင်ဘူးလားဝင်ကြီး။မင်းသားကကျွန်တော်တို့ရဲ့ချင်းစာကောင်းတဲ့မင်းသမီးလေးကိုတကယ်ကိုသဘောကျနေပါပြီ။အေးဒီနောင်ဖွဲ့မှုကငါတို့နိုင်ငံအတွက်ကောင်းလိုက်မယ်။ မင်းသမီးလေးအော်ရင်ကဒါကိုကြားလိုက်တဲ့အခါမှာတော့ကောင်းငင်ဘုံကိုရောက်သွားတယ်လို့ခံစားရပါတယ်။အော်၊ကျမရဲ့ဖေဖေကကျမကိုနားလဲသွားပြီပဲ။နောက်ဆုံးတော့ကျမတယောက်တည်းမဟုတ်တော့ဘူး။ဆိုလိုတာကကျမပျော်ရွှင်ရတော့မယ်။အဲ့ဒီစကားနှစ်ခုစလုံးကဘလို့လို့အဆင်ပြေနိုင်မှာလဲ။ညကရွှေရောင်နေနဲ့ပြင်းနေနေပါတော့တယ်။အော်ရင်ရဲ့နှလုံးခုန်တန်းကဂီတတန်တဲ့ပိုကျဲလောင်နေခဲ့ပါတယ်။သူမထင်ခဲ့တာဒါပါပဲ။ သူမကဂရီပေးခံခဲ့ရတဲ့ပုံမြင်တစ်ပုဒ်ပေါ့သူမမင်းသားခြေကော့စီကိုမျောလင်းစက်နဲ့အစိမ့်လှရှားစွာချင်ကန်ခဲ့ပါတယ်မင်းသားဒီကားကိုကျမနဲ့တူကပေးနိုင်မလားသူမသူ့ကိုတောင်းဆိုလိုက်တာလားရှားပါတယ်မင်းကလေးတယောက်ကတောင်းဆိုနိုင်ပါတယ်ဘာလို့မရရမှာလဲမင်းသားက노လို့ညင်ဆန်ခဲ့ပါတယ်သူညင်းလိုက်ပြီးငမကြည့်ရတော့ဘူးမင်းသမီးအများစုကမတောင်းဆိုကြဘူးအဲ့ဒါကြောင့်ကျမကကိုကိုကိုတတ်တိရှိတယ်လို့ထင်ခဲ့တာ အဲ့ဒါကမင်းကိုထင်ရဆိုင်းစေတာပဲမဟုတ်ဘူးကျမကျမရှင့်ကိုဒီလိုလုပ်ဖို့မကြိုးစားခဲ့ပါဘူးကျမဘယ်တော့မှမလုပ်ပါဘူးကျမကျမရှင့်ကို ချစ်တယ်ရှင်လဲခံစားမိမယ်ဆိုတာကိုကျမသိပါတယ်ချစ်တယ်လားမင်းငါ့ကိုမချစ်ဘူးမင်းကိုတယောက်ယောက်ကနောက်ဆုံးတော့ပြန်ချစ်လာလိမ့်မယ်ဆိုတဲ့အတွေးကိုပဲမင်းချစ်တာမင်းကိုမြင်တိတ်ပုံဝင်မမြင်နဲ့မင်းသမီးအဲ့ဒီအချိန်မှာဘသူမှသူမကိုကာကွယ်မပေးခဲ့ပါဘူးသူမရဲ့ဖခင်ကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပါတယ် စက်သားတွေအခွင့်ချက်ချင်းသူ့ကိုဖမ်းလိုက်စမ်းအာမဟုတ်ပါဘူးအရှင်မင်းကြီးဒါကနောက်ပြောင်တာပါရွေးချောင်ချောင်နောက်ပြောင်မိတာပါ အော်ရင်ငါတကယ်မဆိုလိုဘူးဆိုတာကိုမင်းသိပါတယ်ပထမဆုံးအချိန်ဖြစ်အော်ရင်ကစကလုံးတွေကိုမယုံကြည်တော့ပါဘူးသူမကစကလုံးတွေကိုလက်ခံလိုက်ပါတယ်သူ့မှန်နေသူကသူမကိုနောက်ပြောင်ခဲ့တာသူမကနောက်ပြောင်စရာဖြစ်ခဲ့ရတာအဲဒီလိုနဲ့ ရွှေရောင်မင်းကလေးဟာလူအများရှိမှကြေကွဲသွားခဲ့ရပါတယ်။ရှေ့ရွချင်းကနာကျင်မှုထက်ပိုပြီးတော့ကြာကြာခံစားရတယ်လို့ပြောကြပါတယ်။သူမကအစီအစဉ်ဆွဲမထားခဲ့ပဲထွက်ပြေးသွားခဲ့ပါတယ်။ဟင်ငါဘယ်ရောက်နေတာလဲ။မင်းသမီးလေးအော်ရင်က မတူညီတဲ့ကဘာတစ်ခုမှနိုးလာခဲ့ပါတယ်။ဘာရီဖြစ်နေတာလဲ။အော်ငါရေရမ်းစာနေတာပဲ။အဲဒီနောက်မှာတော့သူမက ကြည်လင်နေတဲ့ချောင်းကိုတွေ့လာရပါတယ်။ အော်ရင်ကချောင်းကိုရောက်အောင်သွားပြီးရေတံခုံတောက်ဖို့ဒူထောင်လိုက်ပါတယ်။ဘာလို့ငါရဲ့ပုံရိပ်ကိုရေထဲမှာမမြင်ရတာလဲ။ဘာလို့လဲဆိုတော့မင်းကတကယ်မရှိလို့ပေါ့။ဘသူဘသူပြောနေတာလဲ။တွန်းဆောင်နေသမီးပါ။တခါတည်းမှာတော့မှုတွေကိုအလှဆင်ပေးတဲ့သူပေါ့။အဲ့ဒီရေကန်ကဝိညာဉ်ရေကန်ပဲ။အာဝိညာဉ်ရေကန်အဲ့ဒါကမင်းရဲ့အမှန်ကန်ဆုံးကိုကိုကို ပြသပေးလိုက်မယ်။ဒါပေမဲ့မင်းရဲ့ပုံရိပ်ကမပေါ်ဘူး။မင်းကဒါကိုနေရာလွဲထားခဲ့တာ။ ဒါဆိုကျမကိုကိုကိုဆုံးရှုံးသွားပြီပေါ့ကိုကိုကိုဆုံးရှုံးသွားပြီဆိုရင်ပုံရိပ်မရှိဘူးဒါကစီးမြင်တစ်ခုတွေမဟုတ်ဘူးသတိပေးချက်တစ်ခုလည်းဖြစ်တယ်ဘယင်ကနိုင်ငံအနေနဲ့စစ်တပ်တွေကိုဆေလွန်နေချိန်မှာမင်းသမီးလေးအော်ရင်ကတော့မိုင်ပေါင်းများစွာဝေတဲ့မော်ဆန်နဲ့တော်အုပ်တစ်ခုမှာနတ်သမီးတစ်ပါးနဲ့စကားပြောနေခဲ့ပါတယ်ကျမရဲ့ပုံရိပ်စစ်ကိုရှာရမယ်တိတ်ကြတာပေါ့ဒီတော့ထဲမှာဝင်ကဘာတစ်ခုရှိတယ်ပျောက်ဆုံးသွားတဲ့အရာအလုံးကိုထိမ့်သိမ်းထားတယ် မင်းရဲ့ကိုကိုကိုစစ်မှန်တဲ့ခံစားမှုပျောက်သွားပြီဆိုရင်အဲ့ဒီထဲကတနေရရာမှာရှိနေလိမ့်မယ်။မင်းသမီးလေးမှတ်ထားပါ။ဝိညာဉ်ကံမှာမင်းရဲ့ပုံရိပ်ကိုမမြင်ရတဲ့ရတော့မင်းဒီတောအုပ်ကနေထွက်လို့မရဘူး။ကိုကိုကိုရှာဖွေခြင်းစီကိုဥတီတဲ့ပထမဆုံးခြေလှမ်းလှမ်းဖို့လိုအပ်ပါတယ်။ဝိညာဉ်ကိုရှာဖွေတာကစိတ်ထဲကျနေတာတည်းပိုကောင်းပါတယ်။အော်ရင်ကလမ်းလျှောက်ခဲ့ပါတယ်။တမရဲ့ခြေရောက်တွေနာကျင်တဲ့အထိတောထဲကိုပိုနဲ့နဲ့ရောက်တဲ့အထိဝင်သွားခဲ့ပါတယ်။ နောက်ဆုံးတော့သူမဝင်ကဘာရှိမှရန်နေခဲ့ပါတယ်။ကောင်းနေဒါပေမဲ့မှတ်ထားပါမင်းရှာဖွေနေတဲ့ကိုကိုကကပုံစံအစ်စ်မဟုတ်ဘူးမင်းမြုပ်နှံထားခဲ့တဲ့ပုံစံပဲဒီနေ့သမီးကစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုဘယ်လိုဖန်တီးရမလဲဆိုတာတကယ်သိတာပဲနေပါဦးအဲ့ဒါဘာတွေလဲဝင်းကဘာတဲကိုရောက်တာတော့သူမရဲ့အထိတ်တွေကိုရုပ်ရှင်ပြခွက်တွေလိုတစ်ခုချင်းပြန်တွေ့လာရပါတယ်အမှတ်တရတွေလက်ခုပ်တံတွေအဲ့ဒီနောက်မှာအထီးတံမှုတွေ လူများရှေ့ဆွဲဆောင်မှုတွေနောက်ဆုံးမှာတော့ငိုနေတဲ့ကလေးလေးတယောက်ကတင်မော်တစီပင်လယ်ပြင်ထဲပျောက်ကွယ်သွားတာကိုကြည်နေခဲ့ပါတယ်။အဲဒီနောက်မှာအော်ရင်လဲကျသွားခဲ့ပါတယ်။သူမကအချက်ကို ရှာဖွေနေတာမဟုတ်ခဲ့ပါဘူး။သူမရဲ့မိဘတွေထားခဲ့တဲ့ကလေးငယ်လေးကို ရှာဖွေနေခဲ့တာပါ။နန်းတော်ထဲမှာတော့ရွှေရောင်မင်းကလေးပျောက်ဆုံးနေခဲ့ပါတယ်။ပြင်းနေတဲ့ကနေပြန်ခေါ်လာတဲ့မင်းသားကြီးကောင်ဟာအပြစ်ပေးခံနေရပါတယ်။မင်းကောင်းကောင်းလုပ်လုပ်ပါ မင်းကမာနာကြီးတဲ့မင်းသားပဲမင်းကြောင့်ငါသမီးလေးကိုဆုံးရှုံးခဲ့ရပြီ မဟုတ်ပါဘူးဘေဘေသူ့ကြောင့်သမီးကိုကိုကိုပြန်ရှာတွေ့ခဲ့ပါတယ်သမီးတို့သူ့ကိုကျေးဇူးတင်နေတယ်အားလုံးကတုံ့လောက်သွားခဲ့ပါတယ်ထွက်ပြေးခဲ့တဲ့မင်းကလေးဟာလုံးဝအသက်ဆန်းဖြစ်တဲ့လူတယောက်အနေနဲ့ပြန်ရောက်လာခဲ့ပါတယ်သမီးသမီးဘာမှနေခဲ့တာလဲသမီးကိုကိုကိုရှာပွေနေခဲ့တာပါ အော်ရင်ကတို့မရဲ့ခရီးစဉ်မှာဘယ်လိုကိုကိုကိုရှာဖွေတွေ့ရှိခဲ့ရဲဆိုတာကိုရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။တို့မအတတ်နိုင်ဆုံးစ조사ခဲ့ပြီမြဲတို့မဖခင်ရဲ့မျက်နာပေါ်ကရှုပ်ထွေးမှုတွေကတိတာထင်ရှားနေခဲ့ပါတယ်။အော်ရင်သဘောပေါက်လိုက်တာကတော့တို့မရဲ့ခရီးစဉ်ကိုအတီးပြုတ်စရာမလိုပါဘူး။ဒါဟာတို့မရှင်တန်ရမယ့်ခရီးစဉ်ပဲဖြစ်ပါတယ်။မင်းသားဂျေကော့စ်ကိုမင်းသမီးအော်ရင်ရဲ့အမိန့်နဲ့လက်ဆောင်တွေပေးပြီးပြန်လောပေးခဲ့ပါတယ်။ မင်းသမီးအော်ရင်ကတော့အရင်လိုပဲရေမောနေတော့မှာပဲအရင်လိုပဲကခုံနေတော့မှာပဲဒါပေမဲ့အခုတော့သူမဟာလက်ခုတ်တန်အတွက်မဟုတ်ပဲလွတ်လပ်မှုကိုခံစားရဖို့နဲ့သူမအတွက်လက်ခုတ်တန်ကြားရတဲ့အခါမှာကျေနပ်စွာလက်ခံတတ်ခဲ့ပါတယ်။သူမဟာဖြောပြမှုနဲ့မဟုတ်ပဲနှွေးထွေးမှုနဲ့အုပ်ချုပ်ခဲ့ပါတယ်။ပြည့်ပြည့်စုံမှုနဲ့မဟုတ်ပဲအမှန်တရားနဲ့အုပ်ချုပ်ခဲ့ပါတယ်။သူမရဲ့အုပ်ဆိုးမှုအောက်မှာနိုင်ငံတော်ဟာဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုတော့တချိန်ကချစ်ချင်းမြတ်တာကိုတောင်းခံခဲ့တဲ့မိန်းကလေးဟာကိုကိုကိုချစ်တဲ့အမျိုးသမီးတယောက်ဖြစ်လာခဲ့လို့ပါပဲ။အဲ့ဒီအချက်ကနေအရာအလုံးကိုရှင်သန်ကြည့်ထွားစေခဲ့ပါတယ်။ကျမကလုံလောက်နေပြီသားဆိုတာကိုမေ့သွားပြီးလူတွေရဲ့အတီးပြုတ်ချက်နောက်ကိုအကြာကြီးလိုက်ခဲ့မိတယ်။ဒါပေမဲ့အခုတော့ကျမကိုကိုကိုပြန်မြင်နေရပါပြီ။နောက်ဆုံးမှာတော့မင်းသမီးလေးအော်ရင်ကအထီးမကျန်တော့ပါဘူး။ဒီပုံမြင်လေးကိုနားထောင်နေကြတဲ့ညီမလေးတွေလည်း တခြားသူတယောက်ကကိုကိုချစ်လာဖို့မျှော်လင့်နေမိအစားကိုကိုကိုသာပို့ချစ်လိုက်ပါနော်ကိုကိုကိုပို့ချစ်ပြီးလှပအောင်နေထိုင်ခြင်းကအရာအလုံးကိုလှပသွားစေပါတယ်